MSP မိဘတွေရံဖြစ်တာကိုအဓိကကတော့သားသမီးတွေအတတ်နိုင်ဆုံးမမြင်စေချင်တာပေါ့နော်။အေးအာမိဘတွေကတော့ဒါလင်မယားဖြစ်တဲ့အတွက်ကြောင့်မလို့အနေနဲ့များတော့ပြဿနာတွေကတော့ရှိကြမှာ။သို့ပေမဲ့ဒါတွေဒီပြဿနာတွေကိုအတတ်နိုင်ဆုံးသားသမီးရဲ့ရှေ့မှာအဲစိတ်လိုလဲရစိတ်လိုက်မှန်မှာမရှင်းကြ။ဒါလေးတခုတော့ပြောချင်တာပေါ့။ကျွန်တော်တို့မထင်မှတ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီမိဘတွေမတိလိုက်တဲ့အချိန်မှာသားသမီးတွေကအဲစိတ်ဓာတ်ရရဝနိုင်နေပေါ့နော်။ဝက်ဆိုရင်အဲ့ဒီဝက်ကိုရှင်ဘယ်တော့ခါမှမကျွတ်စရော။ ထွားအောင်စီဆိုတာပြေးတဲ့လူဝဲရတနာ more and more မှာ ရှာဖွေပါ MSB ရမမတအိမ်လုံးမှာရမအနေဆုံးဒါမဲ့မိမနဲ့အရက်ပေါ်မှာတော့ရမရှိတယ်။ဒါတားနဲ့မိမကိုတော့ ကြည့်ဘူးပေါ့လေ။ငါတော့တောင်းနေမိမှာပေါ့။မကြည့်တာပေါ့လေ။ तू อ่ะသူ့ကိုမကြည့်တော့သူ့ကမွေးတဲ့သားကိုလည်းမကြည့်ဘူး။မကြည့်ဘူး။အစီမခံရတဲ့နေရာကိုကြည့်မခံအချက်မခံရတဲ့နေရာပေါ့နော်ဒါပေမဲ့ဒါပေမဲ့မောင်ချစ်ကိုရဖို့မိုးကနီးမျိုးစုံနဲ့တော့လှောက်ရှားတာပဲစူးစားတာပဲမိုးတည်တာရှင့်ရဲ့ဝတ်ဆိုရင်အဲ့ဒီဝတ်ကိုရှင်ဘယ်တော့မှမကျွတ်စရော ထောင်းအောင်စီဆိုရောမသိတာပိုင်ပဲဝစ်ဆိုရင်တော့မအဲ့ဒီဝစ်ကိုအဲမပါပဲဘူးဟဲ့လားဖေးတော့မကလေးမွေးလိုက်လို့ဒါရလောက်မှာမေးတာမသိတာကိုသူကအပြစ်မှာတော့အရန်ချက်တယ်အရန်ချက်တယ်လေးမမလေးကိုတကယ်ချက်တယ် ပြေချင်းမကန်တော့မင်းနဲ့ဒါတော့ပိုစီးလုံးတာပေါ့နော်အဲ့တော့မမားဘွားင်းလေးပေါ့မမားဘွားင်းလေးတော့လုံးဝမြေဝဲမကြနားထောင်မြေဝဲမကြအမေခိုင်းနေပြအကုန်လုံးလုံးတယ်မေမေကဒါဘူလီလုံးလိုက်ဆိုလုံးတယ်ဘူလီလုံးဒါဘူလီလုံးလိုက်ဘူးမမသိဘူးဘူးမမသိရလုံးတယ်ပြီးတော့နောက်ချက်ကတော့အဲ့လိုအပြည့်ရဲ့အချစ်ကိုရအောင်ပဲစူးစမ်းနေအောင်ပေါ့ဒါမင်းညောင်းတော့သူတို့တွေရဲ့မမီကွယ်ရမှာတော့ဒီတစ်ယောက်တည်းရှိနေတဲ့အချိန်ဆိုဘူလီလုံး မေမှုဝင်နေအကလေးကအေးအဲ့အဲ့တော့အမေမေကားရိုက်လိုက်လို့လားမသိဘူးအခုမှလေတလားအဲ့လိုအသားနဲ့မေအေးကားကိုရိုက်လို့လားမသိဘူးခလေးကအဲ့မှာဘိုက်ကြည့်သွားအဲ့ကားမှာနောက်ဆုံးနောက်ဆုံးလာမှာဘိုက်ကြည့်သွားဘိုက်ကြည့်ပြီးတော့အဲ့မှာသားလေးမွေးသွားအေးအခုမှတကြီးရတယ်မတ်တရားဖြစ်သွားဖီလင်းကတော့အိုက်တင်လို့ရဖို့နဲ့ပို့ယူရပါတော့ပြီးတော့မြစ်တာတိတ်မရှိဘူးမပပပဲပြရတာဆိုတော့ဒီကမြစ်တာပြရတဲ့ခံနေတိတ်မပေါ့နောက်သားသားတစ်ယောက်ကပေါ်လာအောင်ပါဆိုတော့ ဲ့မှာရှေ့မရတဲ့တားလည်းပေါ်လာအောင်ပါဆိုအဲ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 မှာလည်းရှုပ်ချက်ကိုအလုံးတွေးကြရအောင်ပါဆုံးပြတ်တက်ပြီးတော့လေရိုးရိုးကြာပြီးတော့သူ့ကိုကြည့်ပြီးတော့တကယ်တော့ဘလက်ကောင်အဲဘယ်လိုချက်ခန်းနေကြတော့အော်အဲ့တကယ်ညက်တာအဲ့တော့သွန်းစနဲ့အဲ့ဂုံးနဲ့အဲ့ခန်းနေရိုက်ရတယ်ဟာသွန်းရံပြစ်တဲ့ခန်းနေတိုင်းအောင်ကြာရိုက်ရနေတော့ဘလောက်ကိုကြာနှစ်ယောက်သားလေဟုတ်တယ်ဘောလုံးနှစ်ယောက်ကဟိုဘုံနဲ့လိုပဲမျက်နှာချင်းဆိုင်လို့မရဘူးဆိုင်တာနဲ့ရှိရရှိနေရလေ လုံးဝတော်တော်လေးကိုရိုက်ယူတာဟုတ်တယ်ဟုတ်တယ်အဲ့လိုအဲ့လိုမူးတွေနဲ့အဲ့လိုမျိုးတွေနဲ့လင်းမရိုက်နဲ့အဲ့လိုဒရမ်မာတွေအဲ့လိုငိုးတာရိုးတာတွေကလည်းတော်တော်ရိုက်ယူရပါဆိုတော့တရားမျက်နှာတရားကြည့်ရတယ်အဲ့လိုပြုံးပြီးတော့အဲ့လိုရီးချင်နေအဲ့လိုဖြစ်နေတာ ။အဲ့တုန်းကမဖြစ်နေရတယ်ဘူး။ပခုံးတစ်ခုဖြစ်နေတယ်။ပခုံးမှဖြစ်တာရှေ့ကားမှဖြစ်တဲ့ဓာတ်မပြောက်တာ။ရှေ့ကားမှဖြစ်တဲ့လက်စကြီးလုံးဝပြုတ်ထွက်သွားတဲ့ဓာတ်မပြောက်ဘဲနဲ့ဒီကားကိုဆက်ဝင်လိုက်တာ။ဒီကားကလည်းဟိုဟိုဒုတိယအပိုင်းကိုထပ်ဝင်ရတော့မယ်ဆိုတော့အဲ့နဲ့ဝင်လိုက်တဲ့အချိန်မှာအဲ့ဒါကြီးကပျောက်တယ်မလို့မပြောက်ဘူး။မပြောက်တော့ပြန်ပြီးတော့အဲ့လိုဂလုတ်ဆိုပြန်ပြုတ်ထွက်သွားတာ။အဲ့လက်ကြီးကအဲ့လိုတွဲလောင်းကျပြီးတော့အောက်မှာပုံရက်ကြီးလဲသွားတာ။အဲ့ဒါကိုကိုကိုရကိုယ်စီမှုမဖြုတ်ဘူး။ကိုယ်စီမှုမဖြုတ်ဘူး။ချင်းနေရမယ်ဟိုဘက်လည်းနေရအဲ့အလုံးကလေ က်ဖွဲ့တော့အားလုံးရောက်နေပြီကိုကိုကြီးကကိုကိုကြီးကလို့ဘာကိစ္စအဲ့လို glass ဆိုပြုတ်ချတာအဲ့တော့ကိုကိုကြီးကဘာလို့လဲချိတ်စိတ်ထဲမှာလေကိုကိုကြီးကလို့ငါ့လို့ဖတ်တာမလုပ်လို့ဘာလို့ချိန်ပြီးထိုင်နေရလဲမဟုတ်ဘူးလေအဲ့ဒါ item လုံးမြန်မှတ်လို့လေကိုအလုံးဝုံဝုံအာရှိတပြာကောဒါရိုက်တာရောဆက်ဖွဲ့ရချိန်ကြမှာလေကြီးလာနေကြီးလာနေတဲ့ချိန်ကြမှာအိုးအေးတကယ်ဖြစ်သွားတာဟာဆိုပြီးတော့မှာငူကိုလောကမဖြုတ်နေဘူးနော်မင်းသားလောက မူအကြမ်းမခံအောင်ပါမူကြီးနဲ့မှထိုင်ပြီးခြေတော်ကြီးချိတ်ထိုင်ပြီးဟိုဘက်လှန်နေခက်တိတိအဲ့ကလည်းတော်တော်ရက်ရတာဖန်ခွက်ကိုဘေးနောက်ကိုခွဲလိုက်တဲ့အချိန်မှာကိုကစိုးရင်နေတာထိသွားမှာသူ့ကိုထိသွားမှာစိုးရင်တော့ဖန်ခွက်အစစ်စော်လေးအဲ့လိုခွဲဆိုတကယ်ခွဲရတဲ့အချိန်ဆိုတော့ဟုတ်တယ်ပြိတ္တကြည့်တော့တာလေးစက္ကန့်ပိုင်းလေးလောက်ပဲ ိုက်ကန်တော်တော်ရိုက်ရဟုတ်တယ်ဟုတ်တယ်အဲ့ဒါရိုက်တယ်အဲ့ဒီဟာကိုဒီလိုစေကံပြိုင်နဲ့ရိုက်တာစေကံပြိုင်လက်ကိုအဲ့လိုမရိုက်ခင်မှာဟိုအပတ်တင်နဲ့စီးထားတယ်လက်ကိုအဲ့လက်မောင်းရဲ့ဆိုပြီးလက်တိုင်းနေနဲ့စီးထားတယ်ရိုက်ပြီဆိုတာနဲ့အဲ့ဒါကိုပြန်ဖြုတ်အဲ့လိုမျိုးအမေအဲ့ဒီဒီဘက်လက်ကိုတော့အိုက်တင်ရန်တိတ်မလုပ်ဘူးဒီဘက်လက်ဒီဒီဘက်မျက်နှာရဲ့အဓိကအိုက်တင်လုပ်တာပေါ့ဟုတ်အဲ့ဒါတော့ကိုမမမင်းစတာပေါ့လေတကားလုံးမှအဲ့လို ဟိုဘိုးစကလုံးလေးဘိုးအင်္ဂလိပ်စကလုံးလေးညှက်ညက်ပြီးတော့ဒရိုက်တာပြောခိုင်းတဲ့ဟာလေးရှိရပေါ့နော်ကိုအင်္ဂလိပ်လို့ပြောရင်တို့အရန်သဘောကျကြတယ်လေအရန်ကိုဘိုးဆန်သွားလို့ပထမတော့ကျွန်တော်လည်းကြောက်တာပေါ့နော်တန်ရှင်တွေအများကြီးရှိရဲဒါပေမဲ့အဲရိုက်နေနဲ့ကိုကြီးကကျွန်တော်စကားလေးတစ်ခုပြောခဲ့ဒါအဲ့အိတ်ဆင်ကကျွန်တော်ရိုက်တော့တိတ်တော်တော်လေးယူလိုက်ရတယ်အိတ်ဆင်ကအာကိုကြီးကဘာပြောလဲဆိုတော့ဒါအဲ့အိုက်တင်လို့လို့ရှိရင်ဘယ်သူမှအားမနာနဲ့လုံးစရာရှိရလို့ပြပြီးမှချစရာရှိရချပြီးမှပဲတောင်းပန်နေတာ တောင်းပန်ပါအဲ့လိုမျိုးပြောရတော့ အဲ့နောက်ပိုင်းကျုံတော့ဟုတ်တယ်ဟုတ်တယ်အဲ့နောက်ပိုင်းအဲ့နောက်ပိုင်းလောက်တာပဲမမင်းနဲ့လေအမနဲ့လေဟုတ်တယ်အရင် idea ကောင်းတယ်အစ်စ်အစ်စ်လို့တော့မထင်ရအောင်တကယ်ကို idea ကောင်းတာတကယ် idea နောက်ပိုင်းနေမှာတွေ့ရမှာသူသူ့ရဲ့ idea မှုတွေကအရင်မိုက်တယ်မမင်းနဲ့လေတော်တော်ငိုရနော်ငိုရဟုတ်ပါဝေဘန်နာနဲ့တိုက်ခိုက်တာလည်းမတူပြန်ဘူးလေနော်တိုက်ခိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူသားတွေဖြစ်တဲ့အတွက် defense လုပ်ပိုင်ခွင့်တော့ရှိပါတယ်နော်အဲ့တော့ဒါမဲ့ဝေဘန်နေဆိုတဲ့အပိုင်းမှာကျတော့ကျွန်တော်တို့ကယူတင်တာယူပါတယ်နော်အဲဒါပေမဲ့ အဲဝေဘန်နာလားတိုက်ခိုက်တာလားဆိုတော့လေကိုကိုယ်တိုင်သိဖို့တော့လိုတယ်ပေါ့ဟောအရင်တော့တော့ sensitive ဖြစ်တာပေါ့လေပေါ်ကစားတော့အခုကတော့ငဖယ်ဖြစ်နေပါအဲဒိုင်မန့်ငဖယ်တဲ့ပြောလို့ဟုတ်တယ်ထုတ်လိမ့်ပါလေလေအဲကျွန်တော်ငငယ်ကလည်းဒီဒီလူတော်ရွယ်လေးတော့လည်းဒီလိုကိစ္စကြီးဂျုံခဲ့ပူရဲ့ပေါ့နော်အဲအဲ့အွယ်တော့ကတော့ကျွန်တော်ကိုယ်တိုင်လည်းအဖေကကျွန်တော်ကိုမချစ်ဘူးလို့ခံစားခဲ့ရတဲ့အချိန်ကြီးအဲရှိခဲ့ဘူးပဲတကယ်အပြင်းပါပေါ့နော်အဲဒါမဲ့အချိန်တန်လာတော့လည်း तू အသက်အရွယ်တခုရောက်လာရဲတဖြည်းဖြည်းရောက်လာခင်ဗျာအများကြီးနားလည်လာပါတယ်ဒါပေမဲ့ဟိုဒီမိဘတွေရံဖြစ်တာကိုအဓိကကတော့သားသမီးတွေအတက်နိုင်ဆုံးမမြင်စေချင်တာပေါ့နော်ပြီးမိဘတွေကတော့ဒါလင်မယားဖြစ်တဲ့အတွက်ကြောင့်မလို့အနေနဲ့အများကတော့ပြဿနာတွေကတော့ရှိကြမှာတို့ဝင်မဲ့ဒါတွေဒီပြဿနာတွေကိုအတက်နိုင်ဆုံးသားသမီးရဲ့ရှေ့မှာအဲစိတ်လိုလဲရစိတ်လိုက်မှန်မှာမရှင်းကြဘူးလေတခုတော့ပြောချင်တာပေါ့ကျွန်တော်တို့မထင်မှတ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီမိဘတွေမတိလိုက်တဲ့အချိန်မှာသားသမီးတွေက အစိတ်တန်ရရဝနိုင်တယ်ပေါ့နော်အဲ့စိတ်တန်ရဆိုတာကလည်းဘယ်ချိန်မှပြောင်းမလဲမသိဘူးအချစ်ကြောက်ရတဲ့စိတ်တန်ရဆိုတော့တရားနဲ့ကုစားလဲပြောင်းဝါးဝါးဝါးဒါမဲ့ဒီ family drama ကြောက်ဖြစ်တဲ့ဟာရတော့ရုံကုစားဖို့ကြောက်တယ်လွယ်ရပေါ့နော်ဘယ်လိုဆိုတော့အမိဘရဲ့အနေနဲ့ဒီလိုရန်ဖြစ်တဲ့ကိစ္စမျိုးတွေရအတတ်နိုင်တဲ့သာသမီရရှိမှရှောင်ကျင်ပေးကြပါလို့မိသားစုကပါတယ် အာဒီကားထဲမှာတော့ဟိုအလောင်းနေပေါ့နော်နောက်ပိုင်းမှာဇက်တိုက်တွေလာပါပါလို့ပြိသက်အဲ့လိုမထင်ထားတာလေးလည်းတွေ့ရမှာပါလို့ဒီကားထဲမှာအဲ့ဒါကြောင့်အဲဆက်ပြီးတော့ဒီကားလေးကိုလည်းအားပေးကြပါလို့တကယ်ဟိုမိသားစုရှုပ်တော်ပုံစံကလေးလို့ပါအဓိကကတော့ကျွန်တော်တို့အားလုံးအကုန်လုံးတကယ်ကိုကြိုးစားထားကြပါတယ်။တနေ့နီးပါးရိုက်ခဲ့ရတာပေါ့နော်။တနေ့လုံးလုံးတော့ရိုက်နေရတာမဟုတ်ပြင်မယ်။တနေ့နီးပါးတော့အားလုံးရိုက်ခဲ့ကြရတယ်။အဲ့ဒီအတွက်ဟို character တယောက်ချင်းစီကလည်းယော့နေတာ။သူ့အားနဲ့သူအတင်းရုံးကန်ပြီးတော့ကြိုးစားကြပါဘုံရဲ့ ဘုံရဲ့ control အောင်ပါဘောနော်။ကွန်ကိုတို့ကိုကျော်ကျော်တို့ရဲ့ control အောက်တွေမှာအကုန်လုံးစိုးစားခဲ့ကြတယ်၊လောက်ကင်ခဲ့ကြတယ်။အဲပြီးတော့ဘုံပြောသလိုပဲအဲဒီလိုမျိုး family တွေမှာလည်းဒီလိုကိစ္စကြီးအများကြီးရှိတယ်။အဲလိုဟာမျိုးကိုဒါသင်ဟပြတာပေါ့။ဒါကပြိတ္တရတမြောက်အောင်ရတရတတခုထွက်တဲ့ရှူတော်အောင်နေရိုက်တဲ့အတွက်ကြောင့်မလို့ စူရာညံတာရံဖြစ်တာခြတာနှက်တာထိုးတာနှက်တာဒါတွေကတော့ဒီအခန်းတိုင်းမှာတော့ရှိနေမှာပေါ့လေနော်အပြင်မှာတော့နေတတူကတော့ဒါမျိုးတော့လုံနေပြီမဲ့ကြိတ်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 တော့လုံနေကြရပါမယ်လေနော်အပြင်မှာလည်းလေအဲဒါကတော့ဒါတဘာဝနဲ့နှီးစပ်အောင်ဟာပါဟိုဒီလိုချမ်းသာကြွယ်ဝမှုရှိတဲ့လူတွေမှာလည်းဒီလိုပြဿနာတွေဘယ်လိုတွေရှိလဲဆိုတာသင်ဟပြတာတွေကဖြစ်ပါတယ် အာဒီရမတ်ဆန်နာဂရမှာဒီပါဝင်တဲ့အတာတယောက်ချင်းစီတိုင်းရောဒီအာနောက်ွယ်ရလူရောအများကြီးစူးစမ်းထားကြတယ်အများကြီးပုံဖော်ထားကြတယ်ဇလန်ကအလောင်းဆိုပေမဲ့လည်းတော်တော်လေးဇက်ကောင်များများနဲ့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်ဖြစ်ပါရဲ့အဲ့တော့အများကြီးအားပေးကြပါစီတူဇော်လည်းအများကြီးကြိုးစားထားပါတယ်ဒီစီတူဇော်ရဲ့ဇက်ကောင်ကြည့်ပြီးတော့လည်းမိဘနဲ့တာသမီချာတချို့အရာလေးမြင်နိုင်ဖို့အတွက်အဲစီတောင်းပေးပါ Mir must stop us all.